ပြည်သမားအလုံးမင်္ဂလာခင်ဗျာဆိုလုံးရဲ့တပည့်ဂျိုးဖြူကတော့ဒါမဲ့ဇွန်လ21ရက်နေ့ကိုရောက်ရင်ပွဲထိုးရတော့မှာပါဂျိုးဖြူပွဲရသွားပါပြီခင်ဗျာဂျိုးဖြူကိုသိပ်မကြိုင်ကမှပဲပြည်သက်တွေပို့ပြီးတော့ရင်းကြီးကြီးသွားခဲ့ကြတယ်ဖိုက်ကပြည်သက်တွေကတော့သူ့ကိုကြည့်သိနေကြတာကြာပြီပေါ့လေဒါမဲ့ပြည်သက်အများအပြားတိသွားခဲ့တာကတော့မကြသေးရင်ကာလာကဒီကမ္ဘောဒီးယားနိုင်ငံမှာထိုးတဲ့ခွန်ကမာပြိုင်ပွဲမှာခံလိုက်ရတာပေါ့လေအဲ့မှရင် ွဲဆူသွားခဲ့တော့ပြိတ္တတွေကြမှာဂျိုးဖြူဆိုတဲ့နာမည်တစ်လုံးကတော်တော်လေးကိုပောက်သွားခဲ့တယ်ခင်ဗျအဲ့တော့ဒီကရင်ဖိုင်တာလေးဂျိုးဖြူကအခုဝိုင်းဒီထိုးမဲ့လမ်းကြောင်းတော့ပြောလို့ရတယ်ခင်ဗျ Fedex Fight ပါပွဲထိုးရမှာပါဒီတော့ဂျိုးဖြူကသူ့ဆရာဆိုလင်းကိုအတိုင်းဝမ်ကိုတက်ထိုးခွင့်ရဖို့အတွက်ပေါ့လေလမ်းကြောင်းတစ်ခုအစပြုပြီလားလို့တော့ထင်စရာရှိတယ် Fedex Fight မှာဇွန်လ27ရက်နေ့ကိုရောက်ရင်ဒါဂျိုးဖြူရင်ဆိုင်မဲ့ဖိုင်တာကတော့ time fighter ဖြစ်ပါတယ်ခင်ဗျအဲ့တော့ fighter flight မှာပုံစံကောင်းတွေကိုသာထုတ်ပြီးပြနိုင်ခဲ့မယ်ဆိုရင်ဂျိုးဖြူက1ကိုရောက်သွားဖို့လမ်းစာပွင့်သွားနိုင်ပါတယ်ဂျိုးဖြူအနေနဲ့ခမာမာထိုးတော့ကလည်းထိုးအားကောင်းတဲ့ပုံစံကောင်းကိုပြနိုင်ခဲ့တယ်ဒါပေမဲ့ကမ်ဘောဒီးယား fighter ကတော့ MMA မှာရှုပ်တယ်လို့နောက်ကနေလေမင်းကိုတန်းချုပ်တဲ့အကွက်နဲ့ချုပ်လိုက်တဲ့အခါအားလုံးသူကအဲ့ဘွဲကိုဝေဖန်ခဲ့ကြတယ်အချို့ဝိုင်းဖိုင်တာတွေကဆိုပြောတယ် နောက်ထပ်စက္ကန့်အနည်းငယ်လောက်သာဖြတ်ပြီးတော့အရှုပ်ခံရရင်ကျိုးပြရဲ့အသက်အန္တရာယ်တော့ဖြစ်သွားနိုင်တယ်ဆိုတာမျိုးတွေပြောခဲ့ကြတယ်ခင်ဗျာပြီးတော့ပွဲကိုကြီးကြပ်တဲ့ဒိုင်းလူကြီးတွေဟာဒီအနေထောင်းအမြဲသားနဲ့ဘာကြောင့်မဟန်တာတာလဲဟုတ်တယ်လှုပ်ခွင့်ရှိတယ်ဆိုတာမှန်တယ်ဆိုတဲ့ဥစ္စာကိုကွန်ကမာမြေမှာပွဲထုံးနေတဲ့ဖိုက်တာစိုးမှုတော်တို့ကပြောလာခဲ့သည့်တိုင်သူတို့ပြောခဲ့တာကဒိုင်းဟာရက်တရမှန်နေတာရှိတယ်။သူကကြည့်ပြီးတော့လှုပ်ပေးထားတာက တတော်ကိုမားတယ်ဒီလိုမကြွကျင်တဲ့ဒိုင်းတွေကိုမထားပါနဲ့ဆိုပြီးတော့ဝေဖန်တန်းတွေတောင်ထွက်ပေါ်ခဲ့တယ်။အဲ့နောက်မြန်မာနိုင်ငံကိုပြောင်းတော့လေဂျိုးပြူကိုပွဲထည့်ပေးခဲ့တဲ့ဒါ ANS လို့ဝေဖန်ခံခဲ့ရတယ်။နောက်ပြီးတော့မြန်မာပြည်ကလည်းဝေအစည်းအုံတော့ဝေဖန်ခံခဲ့ရတယ်ရှိတယ်ခင်ဗျ။အဲ့တော့အားလုံးကနေထောက်ပြခဲ့ပြီးရတော့မှဂျိုးပြူအတွက်ဒါတာဝန်ယူပေးခဲ့တယ်။ ANS ဘက်ကလည်းတောင်းမနေဟာတွေလုပ်ပြီးတော့သူတို့တာဝန်ယူပေးခဲ့တယ်။နောက်ပြီးတော့အဲရော်ကြီးလဲပေးခဲ့တယ်ပေါ့။ဂျိုးပြူကတော့အဲ့ငွေတွေကိုသူ့မိဘတွေကိုကြောခဲ့ပါတယ်။ အခုတော့ဂျိုးပြူကပွဲရပါပြီဇွန်လ21ရက်နေ့မှာဒါ Time Fighter နဲ့ Fighters Fight မှာထိုးရမယ် Fighters Fight မှာပုံစံကောင်းနေဇက်တိုက်ပြနိုင်မယ်ဆိုရင်တော့ဂျိုးပြူကသူ့ဆရာဆိုလင်းဦးလို100လမ်းပွင့်လာနိုင်ပါတယ်ဂျိုးပြူအနေနဲ့အကောင်းဆုံးပုံစံတွေကိုထုတ်ပေါ်ပြသပြီးတော့အနာဂတ်အတွက်အကောင်းဆုံးလမ်းတစ်ခုကိုဖောက်လုပ်နိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ